အားလုံးမင်္ဂလာခင်ဗျာကျွန်တော်လူခါဖြစ်ပါတယ်ဒီနေ့ကတော့ကျွန်တော်ရဲ့ပြည်မှာမျှဝေလေးရှိတဲ့ဆိုင်ကြီးနဲ့ပတ်သက်တဲ့အကြောင်းအရာအနိုင်ငယ်ကိုပဲထပ်ပြီးတော့မျှဝေပေးချင်ပါတယ်ကျွန်တော်ကဟိုအားရင်အားသလိုအချိန်လေးရရင်ရသလိုဆာရေးတာအဲနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကိုတွေ့တွေရောတခြားဆရာတွေမျှဝေပေးထားတဲ့အကြောင်းအရာလေးတွေရောကျွန်တော်ပြန်ပြီးတော့မျှဝေပေးလေးရှိပါတယ်အဓိကရွေးတာတော့ကျွန်တော်တို့လိုပဲဆိုင်ကြီးနဲ့ညီငယ်ညီမငယ်တွေကိုနည်းနည်းလေးဖြည်းဖြည်းအထောက်အပံ့ပြုပါစေတော့ဆိုတဲ့စေနာမျိုးနဲ့ကျွန်တော်တိတိတောက်ကလေးနည်းနည်းလေးကိုပဲ မြောက်ပေးပြတာပါအဲအဲ့တော့ဘာလာလဲဆိုတော့တချို့ကကျွန်တော်လာပြီးတော့သူတို့ရေးတဲ့စာတွေကိုပို့ပေးကြတယ်ပို့ပေးပြီးတော့ဖတ်ပြီးတော့အကြံပေးပါပေါ့နော်အဲ့လိုမျိုးအကြံပေးတဲ့ခါတိုင်းကျွန်တော်ကကျွန်တော်တို့တော့စပြီးတော့ဟိုဟိုဆင်တင်ပေးခဲ့တဲ့မဂ္ဂဇင်းအခုဆိုရွှေမြူးတင်မဂ္ဂဇင်းကရွှေတစ်ဆိုပြီးတော့ digital ပေးလေးတစ်ခုလောက်ထားတယ်အဲ့ဒါကိုကျွန်တော်ကအဲ့မှာသွားဖတ်ကြပါအဲ့ဒီမှာရွေးချယ်ခံရတဲ့စာမှုတွေဖတ်အကြံဉာဏ်တွေအဲယူပေါ့နော်အဲ့လိုမျိုးကျွန်တော်တိုက်တွန်းလေးရှိရတချို့ကကြားလဲသူတို့ရေးပြီးတဲ့စာတွေကို ဖတ်ပြီးပါအောင်ဆိုကျွန်တော်လာပို့ပေးတာရှိတယ်တချို့ကျအဆေးကြပြဝိထုဆောင်းပါပေါ့နော်အကြောင်းအရာမျိုးမျိုးကြီးလာပတ်လာပို့ပေးတယ်အဲတချို့ငင်ငယ်ညီမငယ်ဆိုစာတားရေးနိုင်တာစာရေးရကောင်းတယ်အဲရေးရကောင်းတယ်ပို့ချလိုက်တာပို့ပြီးပါမေးပို့လိုက်ပါပြီးရင်ကျွန်တော်စာလာပို့မက်ဆေ့ချာလာပြောပေါ့နော်အဲဆိုကျွန်တော်ဖတ်ပေးပြန်ပြောပေးအဲ့မှာတခုတတိထားမိတာစာတော့တအားရေးအကောင်းနဲ့ရေးနိုင်ကြတယ်စာလည်းရေးကျင်တယ်ဒါပေမဲ့အဲတခုရှိတာကိုရေးတဲ့စာကဘာမျိုးစာမှန်းမသိတဲ့လူရှိတယ်ဥမာကိုက ကိုယ်စိတ်ထဲရှိရရေးချရတဲ့အစေးကြီးလည်းဖြစ်သွားဒါမှမဟုတ်ဟိုဝတ္ထုကြီးဖြစ်သွားတခါတည်းကျဆောင်းပါးကြီးတခါတည်းကျလည်းကြပြာကြီးအဲ့လိုဖြစ်သွားပါဘောနော်အတိတိကြကြအမှုပညာမြောက်သွားတယ်လို့တော့မဟုတ်ပုံတရံပြောပြတာပေါ့အဲ့ဒီခါကျရင်ကျွန်တော်တို့ကဘာဖြစ်သွားလဲဆိုတော့ကိုကကိုကိုကဘယ်လမ်းကိုသွားခြင်းနေလဲဆိုတော့ကိုကကိုမသိဘူးလို့အဲ့လိုကြီးလို့ကျွန်တော်ကမြင်တယ်ဥပမာကျွန်တော်တို့ကဝတ္ထုရေးခြင်းလာဆိုရင်ကိုကဝတ္ထုကိုပဲအရင်ဆုံးဥတီပြီးဖန်တီးတဲ့နယ် အဲဝုထုရေးကြည့်ပေမဲ့ကွာထောင်းမဖြစ်လဲပြီးရောအစေးဖြစ်လဲပြီးရောမျိုးမလုတ်တင်ဘူးဘာလို့လဲဆိုတော့ကျွန်တော်တို့ပထမဆုံးစာစရေးလိုက်ဖြစ်တဲ့အတွက်ပြစ်မှတ်ကတခုပဲရှိတင်တယ်ဝုထုတို့ဆိုရင်ဒီဝုထုပေါ့နော်ငါဒီဝုထုကိုပဲအားထုတ်မယ်ဒီဝုထုဘယ်လိုရေးရမလဲဝုထုတို့ဆိုတာဘာလဲဝုထုတို့အတတ်ပညာတွေကဘာတွေလဲအဲ့ဒါတွေကိုကျွန်တော်တို့ကဟိုလေ့လာပြီးတော့ဆက်ပြီးတော့ပဲဟိုဒီတခုကိုပဲအားထုတ်တင်တယ်လို့ကျွန်တော်ကမြင်တယ်အဲအဲ့လိုမျိုးတချို့ကြတော့လဲဟိုစာတော့ရေးကျင်တယ်သူကဘာရေးကျင်တာလဲသူကတော့မသိဘူး သူသားစာပေရေးချင်တာမှမတည်ဘူးရတ္တစာပေရေးချင်တာမှမတည်ဘူးအဲ့လိုမျိုးလည်းရှိတယ်သူသားစာပေကတော့လွယ်တယ်လွယ်တယ်ဆိုတာကအကြမ်းများဖြစ်ကိုပြောပြတာပေါ့စာရေးတာဘယ်ရမှာတော့မလွယ်ဘူးအလုံးထက်ခက်တယ်ဘာလို့ဆိုအနုပညာဖန်တီးရတာဖြစ်လို့စာသင်ကျောင်းတွေတက်ပြီးတော့ဘွဲရတယ်လို့မျိုးစာရေးဆရာတယောက်ကဘယ်ကျောင်းတွေတက်လိုက်နင်းစာရေးတဲ့ဖြစ်မယ်ဆိုတော့အမကန်ကြီးဘယ်သူမှမဖေးနိုင်ဘူးပင်ကပါရမီတို့ဝါသနာတို့ဝေဒနာတို့အတတ်ပညာတို့ဝမ်းစာတို့အများကြီးပေါ့လေဆိုတော့ကျွန်တော်တို့ကအဲ့မှာကိုစာရေးတော့မယ်ဆိုရင်သူသားစာပေကိုရေးမှာတော့ရတ္တစာပေကိုရေးမလားဆိုတော့ ပထမဆုံးကိုယ့်ကိုယူရရတာတူတာစာပေရေးမယ်ဆိုရင်တော့အချက်လက်တွေကိုးကားတယ် Google မှာရှိမယ်စာအုပ်တွေရရှိမယ် social media တွေရရှိမယ်ကျွန်တော်တို့တိကျခိုင်မာတဲ့အချက်လက်ကိုရေးရမှာဥမာဗျာကျွန်တော်ဂျပန်နိုင်ငံရဲ့ခမာဂူရာဖျားကြီးအကြောင်းရေးမယ်ဆိုအဲ့ဖျားကြီးဘယ်တော့တည်တာလဲဘယ်သူကတည်တာလဲဒူးတယ်ဘယ်လောက်ကြီးတယ်လဲနှစ်ပေါင်းဘယ်လောက်ရှိတယ်ကုန်ကျစရိတ်ကဘယ်လောက်လဲဘယ်လူပဲနှစ်ယောက်ကဘယ်လောက်ကြောင်တည်ခဲ့ရလဲစသဖြင့်တိကျတည်ကြတဲ့အချက်လက်တွေလိုတယ်ဆောင်းပါတို့အဲအဲ့ဒါတူတာစာပေပေါ့နော်ရတ္တစာပေကြတော့အဲ့လိုမဟုတ် ကျွန်တော်တို့မြင်ရတဲ့ပတ်ဝန်းကျင်ကတစုံတစ်ခုတော့အကြောင်းအရာကိုကိုယ်ရင်ထဲမှာနည်းနည်းဆိုင်ဆိုင်ဖြစ်အောင်ခံစားမိလိုက်ပြီးတော့ရေးလိုက်တဲ့စာအဲ့ဒါစေးလည်းဖြစ်နိုင်တယ်ဝတ္ထုလည်းဖြစ်နိုင်တယ်ကြပြားလည်းဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ကပထမဆုံးတူတာရေးမလားရတ္တရေးမလားအဲ့ဒါကို क्वे ပြဖို့လိုတယ်ပြီးကျွန်တော်တို့ကဘလို့စာရေးချင်တာလဲစောင်းပါလားဝတ္ထုတော်လားအစေးလားကြပြားလားဆိုရင်ကျွန်တော်ရေးချင်တဲ့အမျိုးအစားကိုခွဲခွဲပြပြတိပြီးတော့ကျွန်တော်တို့ရေးချင်တဲ့အမျိုးအစားကိုခွဲခွဲပြပြဖတ်ဖို့လိုတယ် ကျွန်တော်တို့ကလေဟိုကျွန်တော်တို့ဖတ်တဲ့စာတွေအကုန်လုံးကကျွန်တော်တို့ရေးတဲ့စာတွေပေါ်မှာတွားပြီးတော့အဲပုံတရာအဖြစ်တော့၎င်းအကြောင်းအရာပဲ၎င်းလွှမ်းမိုးမှုတွေရှိတယ်။နောက်ကျရင်တော့ကိုယ်ပိုင်ဖြစ်တော့ပါဗျာ။ဆောင်းပါအဖက်အဖက်များတဲ့လူဆောင်းပါကိုနှစ်တက်တဲ့လူက तू ကဘာကိုရေးချင်မှမသိပေမဲ့ तू ရေးလိုက်ရင်ဆောင်းပါဖြစ်သွားမှာပဲ။သူ့ရဲ့မသိစိတ်ကအဲ့ဒီမှာတွားပြီးတော့အခြေတည်နေတာမို့လို့အဲ့လိုပဲကြဗျာကြဗျာအဖက်များတဲ့လူကလည်းကြဗျာ तू ရေးလိုက်ရင်ကြဗျာပုံတရာဖြစ်သွားမှာပဲ။အစေးအဖက်များတဲ့လူအစေးဖြစ်မယ်ဝတ္ထုအဖက်များတဲ့လူဝတ္ထုဖြစ်မယ်။ဆိုတော့ ကျွန်တော်တို့ကဟိုကျွန်တော်တို့ကဘာစာကိုဖတ်ချင်တာလဲဘာစာကိုဘာစာကိုဖတ်ခဲ့တာလဲပြီးတော့ဘာစာကိုရေးချင်တာလဲအားကိုကြွဲပြားတည်ပြီးတော့ဆောင်းပါဆိုဆောင်းပါဝိထုဆိုဝိထု essay ဆို essay တစ်ခုခု point တစ်ခုရွေးချယ်ပြီးအဲ့ point တစ်ခုကိုပဲအရင်ဖြည့်ပြအောင်ကြိုးစားဖို့လိုအပ်မယ်လို့ကျွန်တော်အကြံပေးခြင်းပါတယ်ကြည့်ရတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်